ဝင်းနေလေအတဲဆူတောင်းပေးလာတဲ့ဆူပြေတစ်စိမ်အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကြောက်လာတဲ့တဲဆူညင်ရဲ့အသက်ဆက်ရှင်နေပြင်ဝင်းနေလေကိုတော့မင်းနမင်းလေးဆူပြေတစ်စိမ်ကဆူတောင်းပေးလာခဲ့ပြီးမိဘကိုလုံးကျွေးနိုင်တဲ့သမင်းလေးမလေးဖြစ်ပါစေလို့လည်းပြောဆိုလာခဲ့ပါတယ်ဆိုဗီယက်တစင်ကတော့တဲဆွန်ကြီးဟာအရန်ကိုတော်ကြအသက်ဆက်ရှင်နေတဲ့အနုပြလူတွေမှာအောင်မြင်နေလို့ချစ်ကြပါရီဆိုပြီးပြောဆိုလာခဲ့ပါရီ။ တဲစုငိမ့်ကတော့အခုဆိုရင်အသက်16နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီးတဲစုငိမ့်ရဲ့မွေးနေ့လေးမှာပရိသတ်တွေကအမျိုးမျိုးဆုတောင်းပေးနေကြပါဗျ။တဲစုငိမ့်ကတော့သူ့ရဲ့မွေးနေ့လေးမှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပြီးအမတ်တရားပုံလေးတွေကိုလည်းသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေလာခဲ့ပါဗျ။တဲစုငိမ့်ရဲ့အကြောင်းလေးတွေကိုလည်းဆိုပြတဲ့စင်ကအခုလိုပဲပြောပြလာခဲ့ပါဗျ။ဆိုပြတဲ့စင်ကတတဲလေးအားရမ်းတော့ပါတယ်။သူ့အလားမဲ့တရားအဖြစ်ကျိုးစားနေတဲ့ချိန်ကလေးကသူ့အပြေးလာခဲ့တာပါ။တကယ်ကျိုးစားနေတဲ့သူတွေကိုဆိုလက်တွဲခေါ်ပေးရမှာပေါ့နော်။ ဒါမှလည်းအနုပညာနယ်ပင်မှာတကယ်ရည်ချင်းရှိတဲ့သူတွေထပ်ပေါ်လာမှာပါဆိုပြီးမင်းသမီးလေးဆိုပြတဲ့စင်ကထုတ်ပြောလာခဲ့ပါရယ်အနုပညာလို့တွေမှာရောအပြင်ကစီပွားရေးလို့တွေမှာပါအောင်မြမှုရေရှိနေတဲ့ဆိုပြတဲ့စင်ကတော့အခုဆိုရင်ဆိုမြတ်တို့ဇာနဲ့အတူတူရောရှင်ဇက်ကကြီးတကမှာအတူတူရိုက်ကွင်းလာတော့မှာဖြစ်ပြီးမင်းသမီးလေးဆိုပြတဲ့စင်ကတော့အနုပညာလို့ရှာမှုအတစ်တွေနဲ့အတူမြင်တွေ့လာတော့မှာဖြစ်ပါရယ်ဆိုဗီယက်တစင်ကအခုဆိုရင်အနုပညာလုပ်တွေမှာရောအပြင်ကစီးပွားရေးလုပ်တွေမှာပါစူးစမ်းလုပ်ကိုင်းနေရဖြစ်ပြီ မကြမီရိုက်ကူရဲ့တကွမာမကြီးဆိုတဲ့အတူတူရိုက်ကူလာတော့မယ့်အပေါ်မှာလေဆိုဗီယက်ဒဇင်ကခုလိုပဲပြောပြလာခဲ့ပါတယ်။ဆိုဗီယက်ဒဇင်ကဆိုဗီယက်တော့နောက်လာမယ့်ရုရှင်စကားကြီးတကွမာမကြီးနဲ့အတူတူရိုက်ကူဖို့ရှိတယ်။အဲဒီကအတွက်လည်းပြောထားပြီးပါပြီ။အခုလာမယ့်စကားလေးမှာမကြီးရောဆိုဗီယက်တို့ကိုမြင်တွေ့ရမှာပေါ့နော်။မကြီးကလည်းဒီကားလေးကိုရိုက်ချင်နေပါတယ်။ဆိုဗီယက်လည်းအကောင်းဆုံးစူးစမ်းသွားမှာပါ။ ။မာဂျီဆိုနဲ့အတူတူပြန်ဆုံရတော့ပြောပါရယ်။ကိုအာဘေးနေကြတဲ့ပြည်ထရေအတွက်လည်းအကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောပြလာခဲ့ပါရယ်။အခုဆိုရင်ဆိုဗီယက်တစိန်ကအနုပြာလို့တင်မရောကိုပါလို့တင်မပါစူးစမ်းလုပ်ကိုင်းနေပြီးအခုချိန်တည်းပြည်ထရေအာဘေးမူရီကိုအပြေဝရရှိနေပါရယ်။ မင်းသမီးလေးဆိုပြတဲ့စင်ကတော့အခြေရေးကိုအခုချိန်ထိခြားပြလာခြင်းမျိုးမရှိသေးပေ။အလုပ်တွေကိုသာစူးစမ်းလုပ်ကိုင်းဖြတ်တန်းနေရပါ။အခုလရှိမှာတော့မင်းသမီးလေးဆိုပြတဲ့စင်ကလိုက်စဲတွေကိုစတက်လုပ်ကိုင်းနေရပါတယ်။ဒီကနေ့မှာတော့ဆိုပြတဲ့စင်ကမင်းသားမင်းမြတ်နဲ့ပတ်သက်ပြီးတော့ပြောပြလာခဲ့ပါတယ်။ဆိုပြတဲ့စင်ကအမှုပြလို့တွေမှလေးစူးစမ်းပြီးတော့လုပ်ကိုင်းလာနေပြီဖြစ်ပြီးမကြာမီမှလေးဆိုပြတဲ့စင်ကမင်းမြတ်နဲ့အတူတူရုပ်ရှင်စကားကြီးတကားရိုက်ကိုကြဖို့ရှိရလို့လည်းတရားပါတယ်။ ဆိုဗီယက်ဒဇင်ကတချင်းခွေရဲ့တလီထွက်ရှိလာဖို့အတွက်ကိုလည်းပြင်ဆင်နေပြီဖြစ်ပြီးဟိဝိယန်နဲ့အတူတူရိုက်ကူသွားမယ်လို့လည်းတရားဝါရယ်မင်းဒီမီလီဆိုဗီယက်ဒဇင်ကတော့ခုချိန်ထိအနုပြလုပ်တွေမှာရောကိုပိုင်စီပွားရေးလုပ်တွေမှာပါစူးစမ်းလုပ်ကိုင်းတယောက်တည်းအေးချမ်းချမ်းလေးဖြတ်တန်းနေပါရယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာစနေတင်းကြောင်းအသည်နဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။